ဘူဂိုတိုင်းပြည်မျိုးကရေဘေးသိမ်းရက်ွက်တွေကလျှက်စစ်မီတာတွေကိုပြန်လည်ပြီးတော့တက်စင်ရမှာငွေတောင်းခံမှုတွေရှိနေခဲ့ပါတယ်ဒီသတင်းကိုတော့ကုမင်းညိုကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဘူဂိုတိုင်းပြည်မျိုးကရက်ွက်တချို့ကအိမ်တွေရေကြီးနေမျိုးမှုကြောင့်မြို့နယ်လျှက်စစ်အင်ဂျင်နီယာယုံကမီတာတွေဖြုတ်သိမ်းထားခဲ့ရာပြီးခဲ့တဲ့ဩဂုတ်လ10ရက်နေ့မှာရေကျသွားပြီဖြစ်တာကြောင့်လျှက်စစ်မီတာတွေပြန်လည်တက်စင်ပေးခဲ့ပါတယ်ဒီလိုတက်စင်ပေးရမှာငွေတောင်းခံမှုတွေရှိတာကြောင့် နဝင်းဝါရုံရက်ွက်ကယ်ဆယ်ရေးစခန်းကပရိဒအဖွဲ့တွေဥဆောင်ပြီးမြို့နယ်လျှက်စုံရုံကိုလာရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ဒီကအချင်းသွားနေတာအိမ်မှာညီမလေးပဲရှိတယ်။အဲ့တော့လာတက်တယ်လာတက်တော့ဟဲ့ကောင်မလေးလူကြီးမရှိဘူး။ကောင်မလေးလူကြီးမရှိဘူး။ဆက်တင်ပြီးဒီမိရောက်သွား။ရောက်သွားအင်းနဲ့လည်းဝင်လို့မရှိဘူး။မလေးနဲ့ဟိုကဘိုးတို့လည်းဖေ့ဖို့လည်းပြေးပါအောင်။အဲ့တော့ဘယ်တော့ပြရမလဲ။ငါတော့မပြေးပါဘူး။အဲ့လိုပဲ။အဲ့ဒီပြရတော့ဘာသူကလည်းမလုပ်ဘူး။ ကိုရီးယားတော့အခုလာမှတက်မှာပြန်ဘယ်နဲ့အိမ်တော့ပေးလိုက်ရလဲအမေတိရတော့အဲ့ဒီအဲ့ဒီချင်းရင်တည်းအိမ်ပဲပြီအမတော်အိမ်လည်းဆိုနှစ်အိမ်ပေါ့ဟုတ်ကဲ့တဘောဝဘေးတင်နေချိန်မှာအခုလိုမီတာပြန်လဲတက်ဆင်ရမှာငွေကြေးပေးဆောင်နေရတဲ့ပေါ်ဝေဖန်မှုတွေရှိနေပါတယ်မတောင်းတင်ဘောเนาะဒီရေကြီးလို့လားဆိုမီတာရေးသူတို့တောင်းဝင်တောင်းရှိတဲ့တွေလားပြုတ်တယ်ပြန်ပြီးပြတ်ပေးရမှာပေါ့เนาะပြတ်အဲ့ဒီဟိုကလေကျွန်တော်တို့ဒီဖုတ်သေးဝင်အရင် မနှုတ်အင်းရင်ပေးလိုက်ရတယ်ကိုကြားပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်သွားမယ်လို့လျှက်စစ်ဌာနကတာဝန်ရှိသူတယောက်ကလည်း DVB ကိုအခုလိုရှင်းပြပါတယ်လုံးဝတပြားတစ်ချက်မှမယူမယူမတောင်းတဲ့အပြင်ဒီကွန်ဆူမပေးရင်တော့မယူပါနဲ့လို့ကျွန်တော်ကမှားတာဒါကြတော့ကျွန်တော်တို့ဟိုပေါ့စီမံဥပဒေရဖြစ်သွားပြီဖြစ်သွားတော့ကြတော့တိုင်းရင်းစင်ရပဲကျွန်တော်တို့အရေးယူဆောင်ရွက်မှုခုံဖွဲ့ပါညာနဲ့လာပြီးတော့အစီအစဉ်ပါပြည်မြို့ဝဇလေလ28ရက်နေ့ကရေးတက်လာခဲ့ပြီးဩဂတ်လ10ရက်နေ့မှာရေမြုပ်သွားတဲ့အိမ်တွေက မီတာအလုံး30ကိုလျှက်စစ်ဌာနကဖြုတ်ယူသိမ်းဆည်းခဲ့ပါတယ်။ဩဂတ်လ17ရက်နေ့ကစပြီးပြန်လည်တက်ဆင်ပြီးခဲ့ကဒီလိုတက်ဆင်ရမှာအခုလိုလဖေးဖို့ဆိုပြီးတောင်းခံတာတွေရှိတာကြောင့်ဝါယုံရက်ွက်ကဲစဲအိစခန်းကအဖွဲ့ဝင်တွေကငွေပေးလိုက်ရတဲ့သူတွေကိုခေါ်ယူပြီးမြို့နယ်လျှက်စစ်ရုံးကိုလာရောက်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျ